အားလုံးမင်္ဂလာပါကျွန်တော်ကတော့ဗီလင်စီယာမင်းပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော်ခုတစ်ခါမှတော့ကျွန်တော်မိတ်ဆွေတောက်ကြာသားသမီးအားလုံးတို့အခုမြန်မာနှစ်တကူရောက်တော့မယ်ပေါ့လေ1380နဲ့6ခုကနေ1389ခုကိုကူပြောင်းတော့မှာဖြစ်တယ်ဖြစ်တဲ့အခါဒီအခုလာမဲ့1389ခုနှစ်တနစ်စာပတ်လုံးမှာတောက်ကြာသားသမီးကျွန်တော်မိတ်ဆွေအားလုံးတို့ကြုံတွေ့ရမဲ့ကံကြမ္မာဟောင်းကိုကနအတခုချင်းစီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်။နောက်ဒါတနစ်စာ ပလောအကြုံဝင်တဲ့ကံကြမ္မာဟော်ကင်းကြီးဟော်ဘီမှာဖြစ်တဲ့အတွက်ဒေချာလေးခရီးဆိုင်နားထောင်ကြဖို့အကြံပေးခြင်းပါတယ်ဗျာနော်အဲ့တော့မဟုတ်ငယ်တဲ့တခုမာစရာလေးရှိတယ်ဟောတဲ့အခါမှာကျွန်တော်တို့ဒီဒီခြုံပြီးဟောရတာဖြစ်တယ်တခုတယောက်ချင်းစီရဲ့အမြင်နဲ့တမွေသက်ကရစ်နဲ့တွက်ချက်ပြီးဟောတာမျိုးမဟုတ်ဘူးဗောလေအဲ့ဒီမှာကျွန်တော်တို့ဟော်ဘီဆိုရင်ဗျာတရားရံကတော့ကောင်းတဲ့သူကတော့ပဲရှိကြပါမယ်အဲ့တော့ကောင်းတာလည်းပါမယ်ဆိုးတာလည်းပါမှာဗောအဲ့တော့ဟောတဲ့အခါမှာကောင်းတဲ့ဟောလို့ရှိရင်တချို့လေးတွေရှိကြသေးတယ်ဟာစီစီရာတွေကကောင်းတယ်လို့တော့ပြောနေတာငါတို့ကဒီမှာထမင်းကနေပြီးဆိုတော့လာသေးတယ်ဗျာ တချို့ကလည်းပြောကြသေးတယ်။အော်ဒီဆရာကြီးကတော့စိုးတယ်လို့ပြောတာငါဒီမှာကောင်းနေတာဘာမှလည်းဖြစ်တာမဟုတ်ဘူး။ရှောက်ပြောတာဖောတာရှောက်တရားဖြစ်ပေါ့လေ။တချို့လေးတွေမှာအဲ့လိုမျိုးပြောတတ်တွေးတတ်ကြတယ်ပေါ့လေ။အဲဒါမျိုးတွေကတော့သူတို့ဘုဒ္ဓရာအာနေတဲ့လူတွေမှာတော့ဖြစ်နေဖြစ်တာရှိကြပါတယ်။ဒါဘယ်သူမှထိခိုက်တာတော့မဟုတ်ဘူး။အဲ့တော့ကျွန်တော်ရှင်းပြချင်တာကအခုခေါ်တာဒီအားလုံးအတွက်ခြုံခေါ်တာဖြစ်တဲ့မြန်မာပြည်မှာတော့မှလူဦးရေ50တသန်းလောက်ရှိတယ်ဆိုကြပါစို့အဲ့မှာတောက်ကြသားသမီးအများကြီးရှိကြမှာပဲလေတားနေချင်ရှိမှာပေါ့အဲ့တော့အရာအားလုံးကိုတိတိကျကျရည်ရလို့တော့ပဲဟုတ်ပါမလဲသို့တော့ အားလုံးခြုံဟောတယ်လို့ဆိုတော့လည်းပဲကျွန်တော်ဟောစရာနားထောင်မှုတဲ့သူတော်တော်များများအားလုံးသိကြပါလိမ့်မယ်နော်အနည်းဆက်သုံးမှန်ကောင်ကျွန်တော်ဟောပေးလို့ရှိပါတယ်အဲ့တော့တော်တော်လေးဂရုစိုက်ပြီးနားထောင်ပါလာလိုက်နေနေပါဘယ်လာနေမှာဘာဖြစ်မလဲဆိုတော့အစားကျွန်တော်အသေးစိတ်ဟောပြီးမှဖြစ်တယ်အဲ့တော့ဟောတဲ့အခါမှာကျွန်တော်အားလုံးပေါင်းအချက်၈ချက်ဟောပေးမယ်အဲ့နံပါတ်၁အချက်နေရပါလဲဆိုတော့တိရစ္ဆာန်ပတ်လုံးမှာကြုံရရမယ့်တောက်ကြသာသမီတွေအတွက်စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အခြေအနေလေးတွေဟောပေးမယ်နံပါတ်၂ကတော့အလောက်ကန်နဲ့ပတ်သက်တဲ့အခြေအနေလေးတွေဟောပေးမယ် နံပါတ်3ကတော့ဝင်ငွေနဲ့ပတ်သက်တဲ့အခြေအနေလေးတွေဟောပေးမယ်။နံပါတ်4ဆိုလို့ရှိရင်အိမ်တော်ရေးနဲ့ပတ်သက်တဲ့အခြေအနေလေးတွေဟောပေးမယ်။နံပါတ်5ဆိုလို့ရှိရင်ပညာရေးနဲ့ပတ်သက်တဲ့အခြေအနေလေးတွေဟောပေးမယ်။နံပါတ်6ကတော့ကျန်းမာရေးနဲ့ပတ်သက်တဲ့အခြေအနေလေးတွေဟောပေးမယ်။နံပါတ်9ကတော့တနစ်ဆောင်ပတ်လုံးအတွက်ခြုံပြီးတော့ပေးတဲ့အကြံပေးချက်လေးအနေနဲ့ကျွန်တော်ဟောပေးမယ်။နံပါတ်10နောက်ဆုံးကတော့လောက်ရမဲ့ရရားဆိုပြီးတော့ကျွန်တော်ဟောပေးမှာဖြစ်ပါတယ်ဗျာနော်။အဲ့တော့တနစ်ဆောင်ပတ်လုံးအတွက်စတင်ပြီးတော့ကျွန်တော်ဟောကြပါဆိုဗျာနော်။ ။နံပါတ်၁စစ်တပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အခြေအနေမဟုတ်ခင်ဘာမှတရားရှိတဲ့တော့ဝန်သားတရားလေးပေါ့လေ။အဲ့တော့ကျွန်တော်တို့ဒီတနစ်စာပလုံကံကြမ္မာအခုပြောင်းနေဖြစ်ပြီဆိုလို့ရှိရင်ကံညာတဲ့နိဏံလေးတွေရှိတယ်ကံကောင်းတဲ့နိဏံလေးတွေရှိတယ်အဲ့ဒီကံကောင်းတဲ့နိဏံလေးတွေတဲကမှကံအကောင်းဆုံးတဲ့မှာတောက်ကြသာသမီတွေပါတယ်နော်အခုကုလားတဲ့1389ခုနှစ်ခုနှစ်ဒီတောက်ကြသာသမီတွေအတွက်ကံအကောင်းဆုံးသောနိဒ္ဒနိထံမှာပါတာဖြစ်တဲ့အတွက်အမရံဝန်တာဖို့ကောင်းတယ်ဆိုတာလေအရင်ဆုံးကျွန်တော်ပြောပြခြင်းနေတယ်နော် တော့နံပါတ်1စစ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ဒီတနစ်ဆာပတ်လုံးမှာစိတ်ချမ်းသာကိုချမ်းသာရှိရတဲ့နှစ်ထမှာပါတဲ့တို့အမရံဝမ်းသာမှုကောင်းတယ်။ဘာပဲလို့လို့အဆင်ပြေတယ်ဗျာ။အခက်ခဲတွေဘယ်တော့ပဲကြုံကြုံရင်ဆိုင်လိုက်တိုင်းရင်ဆိုင်လိုက်တိုင်းမှာအောင်မြင်သွားကြော်ဖြတ်နိုင်မယ်ဆိုတဲ့အနေထားထဲမှာပါတဲ့တို့ဝမ်းသာမှုကောင်းတာပေါ့။ပြီးတော့ကိုမျောနေလာတဲ့အရာတွေလက်တွေ့အကောင့်ထဲဖွင့်နိုင်သောရှိတဲ့အနေထားတွေဖြစ်တည်လာနိုင်မယ်။ စိတ်လှုပ်ရှားနေတဲ့အနေအထားမျိုးတွေလည်းကြုံရတတ်တယ်။စိတ်တွေမတည်ငြိမ်တာမျိုးတွေစိတ်ကူးရင်ဆန္ဒတဲ့အနေအထားမျိုးတွေတော့ဖြစ်တတ်တယ်။အဲ့ဒါတော့အတတ်နိုင်သလိုကိုယ့်ကိုထိန်းချုပ်ဖို့လေ။ပြီးတော့တခါရလို့ရှိရင်လှုပ်ချင်တာရှိလို့ရှိရင်ဇူရီဇူလိုလှုပ်တတ်တဲ့အချင်းဗီဇလေးတွေတောက်ကြလေးတွေမှာသွားတွေ့ရတတ်တယ်။ဒီနေ့ထမှာအထူးသတိထားပေးမယ်။အထူးသဖြင့်ဒီကာလမှာဒီနေ့ထမှာပေါ့ကိုယ့်ရဲ့အပေါင်းအသင်းနဲ့အပေါင်းအသင်းဆွေမျိုးညီကောင်မောင်တွေကမြောက်ပေးမယ်လို့ရှိလို့ရှိရင်အာမဖြစ်ဖြစ်အောင်ရှောက်လှုပ်တာမျိုးတွေရာစာကြုံရတတ်တယ်။အဲသတိတော့နည်းနည်းထားပါလေ။ပြီးတော့ ဒီနေ့ထမအထူးသဖြင့်ဆရာလောက်ရတာမျိုးလေးတွေဝါသနာပါတတ်တယ်ဗျ။နော်အဖွဲ့အစည်းတွေမှာခေါင်းဆောင်လုပ်ရတာမိသားစုတွေမှာခေါင်းဆောင်လုပ်ရတာဆရာဖြစ်နေတဲ့စိတ်တွေလည်းများတယ်ဝါသနာလည်းပါလာတာမျိုးတွေဖြစ်တတ်တယ်စရိမာလာဧပြီလနိုဝင်ဘာလအဲ့ဒီလတွေမှာတော့ကိုယ့်ရဲ့စိတ်ကူးတွေအိမ်မက်တွေကိုလက်တွေအကောင်အထည်ဖော်နိုင်တဲ့အနေအထားတွေရောက်ရှိပိုင်ဆိုင်နိုင်မယ်ဒါ့အပြင်ဩဂတ်စ်လမတ်စ်လဇူလိုင်လဖေဖော်ဝါရီလမေလဒီဇင်ဘာလတွေမှာကြာတော့သူကစိတ်နဲ့ပတ်သက်လို့ရှိရင်ဆက်ရှုပ်စရာလေးတွေစိတ်ညစ်စရာလေးတွေကြုံရတတ်တယ် ခရုတော့ဆိုက်ပြီးပေါ့အဲ့ကလာမှစိတ်လေးတွေမငြိမ်မနဲ့ကံမကောင်းတော့မဟုတ်ကောင်းတဲ့အတိုင်းစိတ်မငြိမ်မနဲ့ဟိုဆက်ဆက်ဒီဆက်ဆက်လေးတွေလူမမြောက်ပြီးတိုင်းရှောက်လို့တာလေးတွေကအစာကြုံရတော့စိတ်တော်ကရောက်เสียလေးတွေတော့ဖြစ်တယ်သတိထားကျန်တဲ့နာလေးပါဆိုတော့အမရံပြောပြောရှိရှိလေးတွေနဲ့နေရတဲ့ဘာမဆိုစိတ်တိုင်းကြမယ်ဆိုတဲ့အနေထားလေးကြုံရတော့တော်တော်လေးအားကောင်းတယ်ဗျပြီးတော့ကိုယ်အခွင့်ရပြီးတာလေးလေးစားစားဆက်ဆံခံရတာမျိုးလေးတွေကြုံရနိုင်မယ်သို့တော်လည်းပဲဒီကာလမှာတော့စိတ်နဲ့ပတ်သက်ပြီးကြိုးရင်းပြင်ဆင်ထားဖို့တခုလိုတယ်အဲ့ဒါကဘာလဲဆိုတော့ ဘယ်အရာပဲလှုပ်လို့ပြိုင်ဘက်တွေနဲ့ရင်ဆိုင်ပြီးတိုးရတတ်တယ်အဲ့တော့ရှင်ပြန်တက်ခတ်ပြီးမှအနိုင်ရမယ်ဆိုတဲ့ကိစ္စမှာပါတယ်အဲ့ဒါလေးကတော့တစ်ချက်သတိထားပါလို့အကြံပေးခြင်းနဲ့နံပါတ်၄အချက်အနေနဲ့အလောက်ကန်တဲ့ပတ်သက်တဲ့အခြေအနေလေးတွေကျွန်တော်ဟောပေးခြင်းနဲ့အဲ့တော့ဒီနေ့မှာတောက်ကြတာသမီးကျွန်တော်မိတ်ဆွေတွေအလောက်ကန်တဲ့ပတ်သက်လို့ရှိရင်တနစ်စာပတ်လုံးဘာလို့ငန်းနေပဲလှုပ်လို့အမှန်အကျိုးပေးနေတာကိုသွားတွေ့ရတယ်ဗျာနော်ဆိုတော့အခက်အခဲတွေ ဟိုကိုက်ဘေးတွေနိုင်ငံရေးအနေအထားတွေစသည်အဖြစ်ပေါ့အများကြီးရှိကြပါတယ်လက်ရှိကျွန်တော်တို့နိုင်ငံကြီးနေမကောင်းဘူးပေါ့လေဆိုတော့အဲ့ဒီဂျာရဲကနေမှလုတ်တဲ့ဟာလေးတွေကအကျိုးပေးတယ်ဘုဒ္ဓခါလီလေးတွေနဲ့အញ្ញံခိုက်လေးတွေလွတ်လွတ်သွားတာမျိုးတွေရာစာဖြစ်တတ်တယ်အထူးသဖြင့်ဒီလိုနေ့အပိုင်းချားလေးမှာဆိုလို့ရှိရင်တောက်ကြတာသမီးတွေကမှသူကအလှမကြီးရနဲ့ပတ်သက်တဲ့လူတွေအထူးသဖြင့်အမှုပညာနဲ့ပတ်သက်ပြီးလုပ်တဲ့သူတွေဆိုအရင်အားကောင်းတယ်ဗျထူးထူးခြားခြားလေးအောင်မြင်တယ်ဝေဖန်တိုက်ခိုက်မှုတွေကြားတဲ့ကပဲအောင်မြင်မှုအပြီးအပွင့်ကိုခံစားရတယ်လို့ခေါ်တာပေါ့လေ အစလိုတော့တရုတ်ဆောင်တော့အဲ့လိုအမှုပြုရှင်လုပ်တဲ့သူတွေကမှတောက်ကြသားသမီးတွေအထူးအထူးကောင်းတယ်တချို့အဲနည်းနည်းထူးထူးခြားခြားရှိတဲ့သူတွေဆိုရင်အောင်မြင်မှုစုတစေတွေပါရတတ်တဲ့ကာလပေါ့ဥပမာဆိုကြပါစို့တောက်ကြသားသမီးတွေကမှဟောအကယ်ဒမီတွေပါရရတာမျိုးတွေအစလိုဆိုလို့ရှင်လည်းအစလိုကနေမှနော်အဒီသူတို့ပေးတဲ့ထူးချုံစုတွေပေါ့လေအဲဒါမျိုးတွေရတာတွေအစသွားဖြစ်တတ်တဲ့ထဲမှာပါတယ်သူကဝမ်းသာဖို့ကောင်းတယ်ဗျာနော်အဲ့တော့တောက်ကြသားသမီးအမှုပညာရှင်တွေလည်းဒီကာလမှာပို့ပြီးတော့ကြိုးစားပေးပါပိတ်တဲ့ရထောက်ခံအားမှုအားပေးမှုတွေတွေ အမှုပြန်လဲပတ်သက်တဲ့လုပ်ငန်းတွေပို့ပြီးတွန်းနေကြတဲ့လောက်ဝတတ်တဲ့ကိန်းတွေမှာပါတယ်ဗျာနော်အဲလောက်တဲ့အလုပ်တိုင်းမှာတော့ထပ်ပြီးတော့ကျွန်တော်ပြောမယ်ခုနစကားကိုပဲပြိုင်မက်ရှိတယ်ဆိုတာလေးသိသိချင်းတယ်ကိုနဲ့အပြိုင်သူတို့ကလည်းလိုက်ဂျိုးသားတဲ့အတွက်ကိုကလည်းပြိုင်ကြီးဂျိုးသားနေရမယ်အဲ့တော့ဝရိယအားတော့မဖြစ်မနေလိုတာပေါ့ဗျာဆိုတော့ကံကောင်းတယ်ဆိုပြီးဘာမှမလုပ်ပဲငါတို့ထိုင်နေတော့ဘယ်ဖြစ်ပါမလဲအဲ့တော့အပြိုင်ဂျိုးသားနောက်ဆုံးမှာတော့ကိုကတေချာပေါ့အနိုင်ရလိုက်နော်ဘာမှစိတ်ပူစရာမလိုဘူး ကိုယ်ဆန္ဒမှာပါပဲနဲ့လှုပ်ရတဲ့အလုပ်မျိုးလေးတွေလည်းဒီနှစ်ထမှာလှုပ်ရတဲ့အထက်မှာပါတယ်သတိထားပါကြနော်ဥပမာဆိုရမှာတို့ဗျာအလုပ်ဆိုလို့ရှိရင်ဟိုမကင်းရမကင်းကြောင်းနေကြောင်းမျက်နှာအားနာပြီးတော့လှုပ်လိုက်ရတဲ့အနေအထားမျိုးတွေဆွေမျိုးမကင်းတာကြောင့်လှုပ်ရတာနောက်ဆုံးကိုယ့်ရဲ့ချစ်သူအိမ်တော်ဘက်ဇနီးမယားအဲဒါမျိုးတွေကိုမျက်နှာအားနာပြီးတော့လေသူတို့ဘက်ကပါတဲ့သူတွေကိုလိုက်လံဖြစ်စီပေးရတာဒါတရားအစားတော့ကြုံရတဲ့သဘောကတော့ရှိတယ်ဂယုတော့စိုက်ပြေးစေခြင်းနဲ့အဲတခုသတိထားရှောင်ရှားမှာဒီတနစ်စာပတ်လုံးမှာသူတော်ဘာစီက အပေါင်ခံပြီးကြောက်တဲ့အလုပ်မျိုးတွေလုံးဝမလုပ်ပါနဲ့နော်အပေါင်ဆုံးတာမျိုးတွေဖြစ်တဲ့တဘာဝလေးတွေရှိတယ်ပြီးတော့အဲ့ဒါနောက်ဆက်တဲ့ပြဿနာလေးတွေပါတာမျိုးတွေဖြစ်တဲ့အတွက်သတိထားပေးပါလို့အကြံပေးခြင်းနဲ့ပြီးတော့ဒီကလာမှာသူတစ်ပါးနဲ့တွဲပြီးလောက်ရတဲ့အလုပ်မျိုးလေးတွေဆိုရင်တခုခုဆိုရင်ကိုကလက်ဦးအောင်လုပ်ဖို့အတွက်ဂျိုးပြီးတော့ဂရုစိုက်စေခြင်းနဲ့ကောင်းတာမှန်တော့လည်းပဲစုပေါင်းဆက်ပေါင်းလုပ်တဲ့ကိစ္စမျိုးလေးတွေတိတ်တဘောမကြဘူးသူတစ်ပါးဝိုင်းညှက်ချတာမျိုးလေးတွေခံရတဲ့အတွက်သတိထားပေးပါလို့အကြံပေးခြင်းနဲ့ရပြီသားအခွင့်အရေးတွေပြန်ပြီးဆုံးရှုံးသွားတာတွေအားအစာဖြစ်တဲ့ အထူးသဖြင့်ဒီကာလမှာကုံတွေပေါ်သားအလုပ်လုပ်တဲ့သူတွေအထူးအထူးသတိထားပါဗျာနော်။ဩဂတ်စ်လမတ်လဇူလိုင်လဒီဇင်ဘာလတွေမှာတော့အလိန်ခံတတ်တယ်။လိန်ခံရင်လည်းအဝေးကြီးတွေမဟုတ်ဘူး။လူရင်းလူယုံတွေမလုပ်တော့ပါဘူးဆိုတဲ့သူတွေကပဲလိန်သွားတာအောက်လက်ငယ်သားလေးတွေရဲ့စန့်ကျင်တော်လာတာမျိုးတွေအဲ့ကာလမှာကြုံရတတ်တယ်။ပြီးတော့ဖေဖော်ဝါရီလမေလအဲ့ဒီလတွေမှာဆိုရင် အလုပ်လုပ်ရတာလေးတွေက စိတ်မဝင်စားဘူးအလုပ်ထမှာစိတ်တွေလေးနေတယ်စိတ်တွေလေးနေတယ်အလုပ်မလုပ်ချင်မဲ့အလေလိုက်ချင်တဲ့စိတ်အပျော်ပါလိုက်ချင်တဲ့စိတ်တွေဖြစ်တတ်တဲ့အတွက်သတိထားပေးပါဇွန်လဇန်နဝါရီလတွေမှာတော့ကိုယ်စိတ်ကနည်းနည်းလေးလေးနေတယ်သတိထားစူးစမ်းအားထုတ်မှုတွေပို့ပြီးတော့ရော့သွားတာမျိုးတွေဖြစ်တတ်တယ်နော်သို့တော်တအားကြီးစိုးစိုးဝါတော့မဖြစ်ဘူးဗောလေသူကလေးနဲ့သူတော့အဆင်ပြေတယ်ဧပြီလနိုဝင်ဘာလတွေမှာတော့အဆင်ပြေဆုံးလနေပဲဗျအသီးပွင့်နေခံစားအောင်လနေလို့ပြောလို့ရတယ်နော်မမအောင်ဗောလေ ဧပြီလနိုဝင်ဘာလတွေကအကောင်းဆုံးလတွေပဲအလုတ်ကန်တွေတိုးချက်နိုင်သလိုအလုတ်သစ်တွေလည်းစနေနိုင်မယ်ဟိုရာရုတို့လာစာတို့ဆိုတဲ့အနေအထားတွေကြုံရတတ်တယ်အလုတ်သစ်တခုကိုစနေအကောင်နဲ့ဖော်လို့ကောင်းတယ်စိုင်သစ်ဖွင့်တာလုပ်ငန်းသစ်ဖွင့်တာတိုးချက်တာလေးတွေကောင်းတယ်အလုတ်မရှိတဲ့သူတွေဆိုအဲ့ကာလမှာအဲ့လတွေမှာအလုတ်ရတယ်အလုတ်ရှိတဲ့သူတွေဆိုလည်းရာရုတက်တယ်ဆိုတဲ့အနေအထားတွေဖြစ်လာနိုင်မယ်ဂျန်နယ်လနေတွေမှာတော့ဘာပဲလုပ်လို့အဆင်ပြေတယ်ဆိုတဲ့နေ့ထက်မှပါတယ်တေချာတာကတော့ကံကောင်းတဲ့နေ့ထက်မှပါတယ်ဆိုတာလေးသိစေချင်တယ်ကနော် နောက်တော့အချက်အနေနဲ့ဝင်ဝင်နဲ့ပတ်သက်ပြီးတော့ပြောချင်တယ်။ကံကောင်းတာမှန်တော်လည်းပဲဒီနေ့ထမှာတော့ဝင်ဝင်နဲ့ပတ်သက်လို့ရှိရင်မမြဲတာလေးတွေဖြစ်တတ်တယ်။ကိုကအသုံးချမ်းတာလေးတွေလည်းပါတာဗျ။ပြီးတော့တောက်ကြတယ်လက်ပွာတဲ့အချက်လေးတွေရှိတယ်သတိထားပြင်ပေါ့လေ။အပေါင်းအသင်းတွေကိုပြုစုပြီးသူတို့ကိုကျွေးမွေးနေရတာလည်းအတော်လေးပတ်စံကုန်တဲ့အနေအထားလေးတွေဖြစ်တတ်တဲ့တော့အထူးအထူးသတိထားပါနော်။ဝင်ဝင်ကောင်းတဲ့ထမှာပါတယ်တော်တော်လေးလည်းအကောင်းပါတယ်။ဒီခြေရာတစ်ခုကတော့မဆုမိနေတာမဆုမိမယ်ပတ်စံလေးလည်းဘယ်တော့မှမပြတ်ဘူးဆိုတာဒီနဲ့ပဲဗျတော်လေးအကောင်းတယ်เนาะ သို့တော်လည်းပဲအတော်များအရန်ကြည့်ပြီးခုနကအပေါင်းအသင်းနဲ့ပတ်သက်ပြီးငွေကုန်ချင်းကျများသွားတာမျိုးတွေဖြစ်တဲ့အခါမှာငွေချင်းနဲ့ပတ်သက်ပြီးစိတ်နေနေပူရတာစိတ်ညစ်ရတာမျိုးတွေဖြစ်တတ်တယ်။သတိထားပါလေ။ဝင်ငွေလေးတွေမဝင်လာတဲ့အခါမှာအတုံးဆွဲလေးတွေကြောင့်အဲပြဿနာလေးတွေဖြစ်ရင်ရှိတဲ့ဟာလေးတွေပြန်ရောင်းရမှာမျိုးတွေဖြစ်တတ်တယ်။ဂယုတော်စိုက်ပေါ့။ဒါပေမဲ့လို့လည်းအဲ့လိုမျိုးဖြစ်နေတဲ့ဂျားလေးကနေပဲသူကမမျော်နေတဲ့နေရာကနေငွေတွေပါရရုပ်ရက်ဝင်လာတာလေးတွေဖြစ်တတ်တယ်။စိတ်ညစ်ပြီးမှရတဲ့ငွေလို့ခေါ်တာပေါ့လေ။ပြပြလည်းလည်းရတဲ့ငွေထက်စားရင်။ဩဂတ်စ်လမတ်စလနေမှာဆိုရင် ခရီးမတီးတာလှုပ်ဖို့ကန်ဖတ်တဲ့ကြောင်းကိုယ့်ရဲ့ငွေတွေဆုံရှုံနေတာတွေအလိန်ခံတာတွေစိုက်ရောရတာမျိုးတွေဖြစ်တဲ့ပဲသတိထားပြီးမယ်ကနော်ဇူလိုင်လဖေဖော်ဝါရီလတွေမှာတော့အိမ်နွေးရေးနဲ့ပတ်သက်ပြီးတော့ငွေကုန်ချိကျများတတ်တယ်အခြေအနေအောင်နဲ့ပတ်သက်ပြီးပြဿနာဖြစ်စေအိမ်နွေးရေးမှာတာအေးသမီးမိသားစုရေရောက်ဖြစ်စေငွေကုန်ချိကျများတတ်တယ်မေလဒီဇင်ဘာလတွေမှာတော့ဝင်ငွေကဘယ်လိုလဲရတဲ့ဝင်ငွေတွေပေါ့လေလုံးဝမမြဲဘူးမနေ့ဝင်လာညနေထွက်လာညပတ်ချပါတော့ဘောလေထွက်တယ်ပေါ့ ရတာထုတ်ပြင်သူကဒေဝင်းချက်လည်းလောက်ခေါ်ရရတထောင်ဝင်တထောင်ပြန်ထွက်တဲ့ဆိုတဲ့ကာလဝင်လို့ထွက်တာကိစ္စမရှိဘူးနော်ဘာမှစိတ်မကူနဲ့ပြီးတော့ကိုကိုရိုင်းရလည်းဗျာအတုံးဆွဲလေးတွေအရန်ချဲတဲ့သဘောဝရှိတော့တတိထားပြီပါလို့ထက်တယ်လည်းအကြံပေးခြင်းနဲ့စနေမာလာအော်တိုဘာလာဧပြီလနဲ့နိုဝင်ဘာလတွေမှာတော့ဝင်ငွေအမရန်ကောင်းတယ်ဗျဝင်တဲ့ငွေတွေစုမိဆောင်မိမယ်ဆိုတဲ့အနေထားမျိုးတွေရှိတယ်နော်ဘာမှစိတ်ပူကြရမလို့ဇွန်လဇန်နဝါရီလတွေမှာတော့ရရဆဆာပဲဗျဝင်ငွေများသလိုထွက်ငွေများတဲ့ကာလလို့ခေါ်ပါတယ်ဗျနော် နံပါတ်၄အချက်နေလဲအိမ်တော်ဝင်တဲ့ပတ်သက်ပြီးကျွန်တော်ဟောပြီးခြင်းတယ်အဲ့တော့ဒီတနစ်စာပတ်လုံးမှာတောက်ကြသားသမီးနဲ့အိမ်တော်ဝင်တဲ့ပတ်သက်ရင်ကောင်းလားမင်းကောင်းမှာပေါ့ဗျာနေ့နောက်ခုနှစ်ခုရှိတဲ့ထမှာအိမ်တော်ဧကအကောင်းဆုံးဒီတနစ်စာကာလကိုပြောမယ်ဆိုရင်တော့တောက်ကြသားသမီးတွေကိုပဲကျွန်တော်လက်ညှိုးထိုးပြရမှာပဲနော်အိမ်တော်ဝင်တဲ့ပတ်သက်ပြီးအထူးတာယာလိုက်မယ်ဆိုတဲ့အနေအထားရှိတယ်အထူးသဖြင့်ဒီကာလမှာချစ်သူမရှိတဲ့သူတွေဆိုရင်ချစ်သူရတဲ့တဲ့ကာလချစ်သူရှိပြီသားဆိုရင်လည်းအိမ်တော်တွေပါလေကြားရတဲ့ဆိုတဲ့ကာလပေါ့လေကောင်းပါတယ်ဒီကာလမှာကြားတဲ့အိမ်တော်တွေဒီ ဟိုချစ်သူပဲကြာအိမ်တော်မကြကြပါကိုတက်တစ်စင်းမြင်တဲ့ချစ်သူအိမ်တော်မကိုရအောင်လို့ဒီကိုဘောချစ်ခင်ချစ်ချင်းမြတ်တာအပြေအဝနဲ့ဆောက်ဆောင်မဲ့သူတွေနဲ့စုံစည်းရတဲ့ကိစ္စမှာပါတယ်နော်အဲ့တော့ဘာမှစစ်ဘူးကြအောင်မလို့တချို့အဲဇာရရှင်နေဆိုလို့ရှိရင်မိကိုအားထားရတဲ့အိမ်တော်မကောင်းနေတယ်ပါကြာအောင်လို့ဒီရအောင်လို့ဒီအစားဖြစ်တဲ့အတွက်တော်တော်လေးအားကောင်းတယ်ပြီးတော့အချစ်သူဖြစ်စေအိမ်တော်ဘက်နေဖြစ်စေဒီကာလမှာသူကတယောက်နဲ့တယောက်မျက်စိအောက်ကအပြောက်မခံနိုင်တော့အောင်ချစ်ချစ်ခင်ခင်ဖြစ်ပြီးတော့ တခြားသူတွေမနာလိုဝင်လို့တဲ့ဖြည့်အမြင်ကတဲ့အထိပါဖြစ်တဲ့တဘာဝတော့ရှိတယ်နော်ကျွန်တော်လေးအားကောင်းပါတယ်အခုတော့ရှိတာပေါ့ဟိုလူများပဲဖြစ်ဖြစ်ချစ်သူပဲဖြစ်ဖြစ်ဖြစ်နေဖြစ်တာရှိတာမကြာခဏဟိုစိတ်အခက်မသိလို့ပေါ့စကားများရံပြေဒါမျိုးကတော့ဖြစ်တဲ့တဘာဝရှိတယ်သို့တော့အဲ့လိုဖြစ်ခဲ့ရင်တော့မှခဏပဲဗျဟိုအရင်ကြီးစက်ကူရမယ့်အနေထားတွေဘာတွေမရှိဘူးဗျာနော်ဟိုရက်မကူခင်တပတ်မရွေးခင်မှာပဲပြန်ပြီးအဆင်ပြေသွားတယ်ဗျာ ်တချို့တွေဆိုရင်နေမုန်းတဲ့ပါအောင်မနက်မိုးလင်းမနက်ပိုင်းလေးစိတ်ကောက်တယ်ဆိုညနေပိုင်းဆိုပြန်ပြီးစိတ်ပြေသွားတယ်အဲ့ဒီအနေထားလေးတွေပဲဖြစ်တဲ့တဘာဝရှိတယ်သူကအရင်စိတ်ကိုရမလို့အဲ့နောက်ကဒီတယောက်နဲ့တယောက်ပေါ့လေကိုယ်ချင်းကွာညင်တော့အောင်စိတ်ဆိုဒေါသထွက်လာမျိုးလေးတွေဒီနေ့ထံမှာတော့မဖြစ်နိုင်တဲ့အနေထားမှာရှိတယ်အိမ်မောကစဉ်းစားရတဲ့အနေထားတွေပါလို့တော့မဖြစ်တတ်ဘူးပေါ့နော်သို့တော်လည်းပဲအဲ့လိုခေါ်တဲ့အခါမှာပြရားရံခံလို့ကျွန်တော်ပြောတာမဟုတ်ဘူးအရှိမကျွန်တော်ပြောခဲ့ပြီးတဲ့တောက်ကြတဲ့သူတော်လည်းပဲဖွာတာခြင်းမတူရောက်စဲအသက်တွေမတူဘူး လုပ်နေကနေတဲ့အချင်းပြည်သားတွေမတူကြတဲ့အခါမှာဝါချောင်းတွေတော့အများကြီးဖြစ်လာတယ်ချုပ်ဟောတဲ့ဆိုတာတွေတော့သိစေချင်တယ်နော်ပြီးတော့ဒီကရမှာဟိုအထူးသဖြင့်ပေါ့ဘယ်လာလဲဆိုတော့သူကစနေမာလာကအဲစနေမာလာမှာဆိုရင်ချစ်သူအချင်းချင်းဖြစ်စေအိမ်တော်မှအချင်းချင်းဖြစ်စေပျော်ဝဲသားခရီးတို့ဟန်နီမွန်ခရီးတို့အလဲဖက်ခရီးတို့သွားတဲ့အမရံပျော်ဖို့ကောင်းတဲ့ခရီးတွေဖြစ်လာပါဗျာနော်အဲ့တော့ပြားရည်သံခရီးမျိုးတွေသွားတဲ့ဒါအမရံကောင်းတယ်ဩဂတ်စလမတ်စလတွေမှာတော့ဂျာသကားယုံပြီးတော့ပြဿနာလေးတွေအနောက်ရှက်တွေဖြစ်တတ်တယ် အထူးသဖြင့်အချစ်ရဲ့အိမ်တော်ကြီးမှာတတိယတရားဝင်မယ်ဆိုရင်အဲ့ဒီကာလကဝင်တာအကောင်းဆုံးသောကာလဖြစ်တယ်။ပြီးတော့အဲ့ဒီကာလမှာတတိယတရားဆိုတာနောက်တရားချစ်သူအိမ်တော်ဘက်ထပ်ဝင်တာမျိုးနေမဟုတ်ပဲနဲ့ဂျားလူတွေရဲ့အနောက်ချက်တွေဒူဒူလုံးဆောင်မှုတွေဆွေမျိုးကြီးပုံမှန်တော့တွေပေါက်ဝင်ခြင်းတွေဒါတွေကိုအချောင်းပြပြီးတော့အဲ့ချစ်သူများအများနဲ့ရောက်စိတ်ကြောက်စားဖြစ်တာလေးတွေတွေးပွဲတာလေးတွေဖြစ်တတ်တယ်နော်။အဲ့အသေးလေးကနေစားအချီးချီးဖြစ်သွားတာမျိုးဖြစ်တဲ့အတွက်ကိုဘကတော့သတိလေးထားပေးပါလို့အကြံပေးခြင်းနဲ့အဲ့တော့ဇူလိုင်လ ဖေဖော်ဝါရီလမေလဒီဇင်ဘာလအဲ့ဒီလတွေမှာတော့အခြေအနေအောင်နဲ့ပတ်သက်ပြီးစိတ်ကောက်စကားများတာလေးတွေမကြမကြဖြစ်နေတယ်။အသိအစင်မပြေဘူး။စိုးရိမ်စရာတော့မရှိဘူးပေါ့လေ။ဒါပေမဲ့တော့တိတ်ပြီးတော့ပြပြလေးလည်းမရှိတဲ့အနေအထားလေးတွေမကြခဏအဲ့လိုမျိုးတွေပြဿနာအနောက်ချက်လေးတွေကြုံရမှာမျိုးတော့ဖြစ်တတ်တဲ့အတွက်အထူးဂရုစိုက်ပေးပါဗျာနော်။အဲကြံလေးလားဒီမှာတော့အထူးအစင်ပြေတယ်။ချစ်ချစ်ခင်ခင်ချစ်ချစ်နာရှိတဲ့ကာလအဲ့တော့ခြုံပြောမယ်ဆိုတော့တနေ့စာပတ်လုံးလေးအရာကြီးစိတ်ပူရတဲ့အနေအထား၊ကွဲတဲ့ပြတဲ့အနေအထား မျက်နှာချင်းမဆိုင်ခြင်းတဲ့အနေအထားတော့ထိတော့မဖြစ်ပါဘူးဗျာနော်ဘာမှစိတ်မူရမလိုပါဘူးအဲ့တော့တောက်ကြောင်သားသမီးတွေချစ်သူရှာမယ်ဆိုဒီလိုမျိုးတွေရှာပါအေလောင်တွေပါတယ်ပြုမယ်ဆိုဒီလိုမျိုးတွေမှာပြုကြပါလို့အကြံပေးပြသေးတာနော်နံပါတ်5အချက်အနေနဲ့ပညာရေးနဲ့ပတ်သက်ပြီးကျွန်တော်ဟောပေးခြင်းတယ်အဲ့တော့ဒီတိစ္ဆာပလုံမှာပညာရေးနဲ့ပတ်သက်လို့ရှိရင်ကံအမရံကောင်းတဲ့အထက်မှာပါတယ်မောက်ချအဆောင်ဝဲတွေပါတယ်ဖြစ်အောင်အောင်နေတာနော် ဟိုကိုဘကလည်းအထူးကြိုးစားဖို့တော့လိုတာပေါ့ကြိုးလဲကြိုးစားခြင်းနဲ့စိတ်တွေအလိုပေါ်လာလိမ့်မယ်ဗျာနော်အဲကြိုးစားသလိုကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်ပြည်သူစေလုံးကြီးကတော့မှအာပြီးတော့ဆရာသမားတွေရဲ့ကုညီပတ်မှုဝမ်းရမှုကိုလည်းအပြည့်အဝရမယ်ဆိုတဲ့ကားတွေမှာပါတယ်ဆရာကောင်းသမားကောင်းမိကောင်းစုကောင်းတွေလည်းကြုံကဆုံးမတတ်တယ်သင်တန်းတွေထက်တက်ရတာပညာအသစ်တွေထက်တင်ရတာဆရာကောင်းတွေလည်းစုံပြီးရတာမျိုးဖြစ်တတ်တယ်ဒီလိုမျိုးမှာပညာရေးနဲ့ပတ်သက်ပြီးလွတ်လွတ်လပ်လပ်ဟာတွေကရမယ်ဘဝတစ်ချောင်းလုံးအတွက်များသောအထောက်အပံ့ပြုတဲ့ကာလလို့ခေါ်တယ် ရုပ်လေးဆိုရင်ကြောင်းပြီးတော့မှသူကသင်တန်းတွေပါထက်ထက်တဲ့အနေထားတွေဖြစ်တာပေါ့တက်တဲ့အခါမှာလက်မှုပညာတွေအပါအဝင်တခြားပညာတွေအစားအများကြီးပါပါတယ်ကနော်ဆိုတော့တော်တော်လေးအကောင်းပါတယ်ကပြီးတော့ကိုကအလုပ်နဲ့ပတ်သက်တဲ့ပညာတွေကိုလည်းအသက်မွေးဝန်ကြောင်းပညာလေးတွေလည်းထပ်ပြီးသင်ရတယ်ရာထူးတက်ဖို့စောင့်မဲ့ဖြစ်ရင်အထက်လူကြီးတွေကကုညီပတ်မှုခံရတဲ့ကားတွေမှာပါတယ်အရန်ဝန်းတော်ကိုကောင်းတယ်စရိမာလာအောင်လိုပါလာအဲ့ဒီလာတဲ့ပြင်ဧပြီလနိုဝင်ဘာလဇွန်လဇန်နဝါရီလအဲ့ဒီလာတွေမှာစောင့်မဲ့ဖြစ်ရင် မောက်ချအကုန်လုံးနဲ့အောင်မယ်ဆိုတဲ့အနေအထားတွေပါတယ်။တော်တော်လေးကကောင်းတယ်ဝမ်းသာဖို့လည်းကောင်းတာပေါ့ဗျာနော်။အထူးသဖြင့်အောင်တို့ဘာမှမဆောင်ဝဲဖြစ်ရင်ကိုမန္နာနဲ့တပ်ပို့ပြီးတော့ကောင်းတဲ့အောင်မြင်မှုတွေရရှိပိုင်ဆိုင်မယ်ဆိုတဲ့အနေအထားတွေမှာပါတဲ့အတွက်ဝမ်းသာဖို့ကောင်းတယ်။အခုသတိထားမှာနည်းနည်းလေးဂရုစိုက်ပြရမှလည်းရှိတယ်ဗျ။အဲ့ဒါကဘာလဲဆိုတော့တချို့ဟာလေးတွေမှာကိုကလေကြိုးစားတော်လည်းပဲနည်းနည်းလေးမိလွယ်တာမျိုးတွေပေါ့လေ။တခါကြလို့ရှိရင်စာမချက်ရှင်တဲ့စိတ်လေးတွေဖြစ်လာကြအောင်အနှောင့်အယှက်တွေနည်းနည်းပေါ်တော့ဝင်တတ်တယ်။သို့တော့ ဒီနေ့စာပလုံးခြုံကြည့်မယ်ဆိုတော့အရာရင်စိတ်ပူစရာလေးတွေမလိုပါဘူးအခက်ခဲရှိခဲ့ရင်တော့အဲ့ဒီခက်ခဲကိုကိုကအော်မီလာကျော်လာနိုင်မယ့်အနေအထားထဲမှာပါတယ်ဗျာနော်အဲ့တော့ဝမ်းသာဖို့ကောင်းပါတယ်ဟုတ်ပြီနောက်နံပါတ်6အနေနဲ့ပေါ့လေကျွန်တော်ကျမ်းမိုင်နဲ့ပတ်သက်တဲ့အချက်လေးတွေဟောပေးခြင်းနဲ့အဲ့တော့ဒီဒီနေ့စာပလုံးမှာကျမ်းမိုင်နဲ့ပတ်သက်ရင်တော့နည်းနည်းတော့သတိထားမယ်ကံကောင်းတဲ့နေ့ထမှာပါမှန်းတယ်သို့တော့ကျမ်းမိုင်နဲ့ပတ်သက်ရင်တော့ဟိုခန္ဓာပြက်ကိန်းတွေတည်လောက်တဲ့အထိတော့မဖြစ်နိုင်ဘူးသို့တော့မဖြစ်တော့လဲဆိုလို့ရှိရင် အသေးပွဲလေးရတော့ဖြစ်မှာပဲဒါကတော့လူတိုင်းကြုံရတာပဲတနစ်စာပလုံးမှာကျမကြီးအနေအများတော့ဖြစ်တတ်တဲ့သဘာဝရှိတယ်အထူးသဖြင့်တောက်ကြံသားသမီးကဘာတွေထိလဲမင်းရာသီဥတုအကူပြောင်းနေမှာဖြစ်နေဖြစ်တာရှိတယ်ပြဿနာတွေဖြစ်တတ်တယ်နော်ဟိုနွေရာသီမှာဆိုလို့ရှိရင်ဖြစ်တယ်ဥပမာပေါ့ချွေရံထွက်မယ်ပေါ့လေပြဿနာလေးတွေဖြစ်မယ်နော်ရေရက်တွေခံချောက်မယ်စသည်အားဖြင့်ရုပ်အစားမတဲ့ဝမ်းမြောက်ဝမ်းချောက်ဖြစ်မယ်ဥပမာစောင်းနဲ့မိုးဘူးဆိုလို့ရှိရင်တက်ဝဲတွေဖြစ်မယ်စသည်အားဖြင့်ပေါ့အဲ့လိုရာသီဥတုအပြောင်းနေမှာဖြစ်တတ်တဲ့ယောဂါလေးတွေ ခင်းနဲ့ညီတဲ့ဂျောကတူတူမွားလေးတော့ဖြစ်တတ်တယ်။မျက်စိနာတွေပါလည်းဖြစ်တတ်တယ်။ပြီးတော့ဇူလိုင်လဖေဖော်ဝါရီလအဲဒီလတွေမှာဆိုရင်နားကြိုက်တာလေးတွေနှာခေါင်းနဲ့ပတ်သက်တာနားစီးတာနော်နားနှာခေါင်းလေချောင်းပေါ့အဲဒီနဲ့ပတ်သက်တဲ့ယောဂလေးတွေဖြစ်တတ်တယ်။ဂရင်းတွေပြတ်တတ်တယ်နော်အစာအသောက်အရအစာပါစက်တယ်မှာမစားလို့အဆင်မပြေဘူးပေါ့လေဂရင်းတက်တယ်လို့ခေါ်တာပေါ့။ပြီးတော့ခေါင်းတွေပါလည်းတရေရေမူလာတာလေးတွေကိုယ်ခံကနည်းတဲ့ပြဿနာလေးတွေဖြစ်လာတတ်တဲ့အတွက်ကျန်းမာရေးအိမ်ရာလေးမှာသတိထားဖို့လိုတယ် မေလဒီဇင်ဘာလတွေမှာကျတော့မျက်နာခနာကိုအရေပြားတွေပေါ်မှာအနာလိုအဖုတွေအပိတ်တွေပေါက်ကြတယ်အမာရတွေဘာတွေကျန်သွားတာမျိုးတွေဖြစ်တဲ့အတွက်အဖုအပိတ်တွေတွေ့တိုင်းလက်နဲ့မြင့်တာမျိုးတွေလိုက်ကုတ်ဖက်တာမျိုးတွေမလုပ်စေချင်ဘူးအထူးသတိထားပေးပါလို့အကြံပေးပြသည်နောက်တစ်ခါဆက်လုရှာလုပ်ပြီးတော့အဲကျုံ့နေရတဲ့အခုလက်ရှိဆိုရင်ကျွန်တော်နိုင်ငံကြီးနေမကောင်းဘူးဗျာအဲ့တော့ကျုံ့နေရတဲ့ဒရင်စကားတွေကိုဖြစ်စေပေါင်းခြင်းမှာကျုံ့ရတဲ့တစ်ခုခုဖြစ်စေဆက်လုရှာများပြီးတော့စိတ်ကြောက်ကြက်ဖြစ်တဲ့ယောဂလေးတွေလည်းပါလာလို့ဖြစ်တဲ့အတွက်သတိထားပေးစေချင်တယ် ဩဂတ်စလမတ်စလအဲ့ဒီလနေ့မှာတော့ဝမ်းမိုင်းနဲ့ပတ်သက်ပြီးအထူးသဖြင့်ဖြစ်တယ်ဗျ။တနည်းအားဖြင့်ဆိုလို့ရှိရင်သူကဘုဒ္ဓခုနနဲ့ပတ်သက်တဲ့ယောဂလို့ခေါ်တယ်။ဝမ်းကောင်းလို့ရင်ကောင်းလို့ပေါ့လေ။လေနဲ့ပတ်သက်တဲ့ယောဂတွေလေထုလျောက်ဖြစ်တာမျိုးတွေဝမ်းပြောက်ဝမ်းလျှော်ဖြစ်တာမျိုးတွေအစားကြုံရတဲ့သတိထားပါ။ဇွန်လဇန်နဝါရီလအဲ့ဒီလနေ့မှာဆိုလို့ရှိရင်တော့ရေချိုးမားတာမျိုးဖြစ်တဲ့အတွက် ရှားလာမှုတွေဖြစ်တဲ့ဒရိတာပဲအခုတွေပါလေရှက်လာမှုတွေဖြစ်တဲ့ရေချိုးနောက်ချလို့ဆိုပြီးနာဆင်းပြီးတော့ချောင်းဆိုးပြီးတော့မှအဖျောင်းဝင်တာမျိုးတွေဖြစ်တဲ့အတွက်ဂရုစိုက်နေစေခြင်းအဲ့တော့ကျွန်တော်ဟောတာဒီအချက်6ချက်အပြည့်စုံပြီးဖြစ်တယ်အချက်9ချက်အနေနဲ့ဒီတနစ်စာကာလပတ်လုံးမှာလွတ်ဆောင်အောင်အကြံပေးချက်တွေကိုကျွန်တော်ပြောပြခြင်းလဲအဲ့တော့ဒီတနစ်စာကာလဒီကံကောင်းတဲ့နေ့တစ်နေ့ဆိုတာအသေးချာပဲသို့တော့ကံကောင်းတယ်လို့ဟောတော်လည်းပဲ အရာရိုင်းတရားမှာတရားရိုင်းတော့ကံကောင်းတဲ့လူတွေလို့ကဘာမှာတရားမှာမရှိဘူးပေါ့လေအကောင်းအားများတာပေါ့လေအစိုးရတော့သူ့အနေနဲ့သူအနေနဲ့များတော့ရှိတဲ့သဘောပါပဲဒါကတော့လူသားတိုင်းကြုံရတာနောက်ဆုံးပြားမျက်စောပြားလုံးကြုံရတဲ့ game ပဲဒါမျိုးကတော့ဘယ်သူမှရှောင်မမှမရတာပေါ့အဲ့တော့ဘာပြောချင်တာလဲဆိုတော့ကြုံရတဲ့အခက်အခဲလေးတွေရှိခဲ့ရင်တော့မှဘာမှစိတ်တက်ကြတယ်မလို့ဘူးစိတ်ရုပ်စရာလေးတွေကြုံရတဲ့သဘောလေးရှိတယ်စိတ်ပျက်စရာလေးတွေတိုးမယ်တို့တော့နောက်ဆုံးမှာကိုကအနံ့ရမယ်ဆိုတဲ့ game ထဲမှာပါတဲ့အတွက်ဘာမှစိတ်ကိုမပူနဲ့ကြတာနော် နံပါတ်၄ပညာရေးနဲ့ပတ်သက်လို့ရှိရင်အပြင်းမကြီးပါနဲ့ကြိုးစားပါကံအထောက်ပံ့ကောင်းရပြီးဝရိယအားလေးကြိုးစားဖို့ပဲလိုတာနော်နံပါတ်၄ကတော့စီးပွားရေးနဲ့ပတ်သက်လို့ရှိရင်ဇွဲမလျှော်နဲ့လုပ်ချင်တာလေးတွေရှိရင်ဆက်လာခြင်းမှာခက်ခဲမှုတွေကြီးကြံ့ကြံ့မှုတွေကြုံရအောင်နောက်ဆုံးမှာတေချာပေါအောင်မြင်မှာဖြစ်တဲ့အတွက်ဇွဲမလျှော်ပါနဲ့နံပါတ်၃ကတော့အလုတ်ခွင်မှာဘသူဘသူမှမယုံပါနဲ့ကိုပိုင်စီးပွားရေးလုပ်လို့ရှိရင်လည်းအောက်လက်ငယ်သားတွေဝန်ထမ်းတွေကိုအရန်လူုံတွေကိုမယုံနဲ့အထက်လူကြီးတွေဒီလက်ဖို့ကံမှတ်တွေအချင်းချင်းဖြစ်တယ်ဘသူမှမယုံနဲ့ကြာနော် အရန်သတိထားပေး။နံပါတ်၄အချက်ကတော့ဒီကာလမှာအိမ်တော်ကြီးနဲ့ပတ်သက်လို့ရှိရင်အိမ်တော်ဘက်ပေါ်အရန်တင်းတင်းကြပ်ကြပ်ကြီးဆက်ဆံတာမျိုးလေးတွေမလုပ်ပါနဲ့ကနော်။အဲ့ဒီအချက်လေးတွေကိုလိုက်နာမယ်ဆိုရင်တော့ကျန်တာတွေကိုဘာမှစိတ်ပူစရာမလိုပါဘူး။အဲ့တော့ကြောင်ရတဲ့ဟာတွေအားလုံးသိပြီဆိုတော့ရှောင်မယ်ဆောင်မယ်။ပို့ပြီးတော့ကောင်းအောင်ရေရရာလေးချိန်မယ်ပေါ့လေ။နံပါတ်၈အနေနဲ့ရေရရာလေးပြေးခြင်းနဲ့ရေရရာမှာနှစ်ပိုင်းပြေးမယ်ပထမတစ်ပိုင်းကဘာလဲဆိုတော့ဖျားမှာခေပန်းနဲ့ပန်းမွေရလေးတွေခင်ပြီးတော့ပူဇော်ပေးရမယ် နံပါတ်1ဘာလဲဆိုတော့တန်ကားတွေကိုပန်းဟင်းလေးချက်ပြီးတော့စုံကပ်မယ်စုံနိုင်ပုံမယ်စုံအောင်မိမယ်နံပါတ်3ကတော့ကိုယ့်ရဲ့မိတ်ဆွေတူငချင်းတူကိုတခွာသေးလေးလက်ဆောင်လေးပေးပေးလိုက်ပါကြနော်အဲ့ဒီအချက်၃ချက်ကိုရရအနေနဲ့လှုပ်ဖြစ်အောင်လုပ်မယ်နောက်ရရရည်တစ်ခုအနေနဲ့ထပ်ပြီးခြေတည်ခြင်းတယ်အဲ့ဒါကဘာလဲဆိုတော့အဲဒီကရမှာအထူးသဖြင့်ငလင်တန်းကြောင့်ပျက်စီးသွားတဲ့အရာတွေလည်းအများကြီးရှိတယ်တခြားကိစ္စတွေမှာလည်းအများကြီးရှိကြတယ်ဗောလေအဲ့တော့အလူတန်းလေးတစ်ခုအနေနဲ့တက်နိုင်တော့လုပ်ပေးသေးခြင်းနဲ့နှမျိုးလောက်ပါ အဆောက်အဦတွေလမ်းနေပြင်တာဖြစ်စေသရားတွေခင်းတာဖြစ်စေဘုရားဘုရိုးကြောင်းကနေပါဖြစ်စေလောက်တဲ့အခါမှာတက်နိုင်လို့လူနိုင်မယ်ဆိုလို့ရှိရင်တော့တိမ်နေပါလေပြန်လူစေခြင်းနဲ့တိမ်အပြက်တွေပါလေပြန်ပြင်းပြီးလူစေခြင်းနဲ့နော်အဲ့ဒါမှမလူနိုင်ဘူးဟုတ်တယ်အဲ့ဒါကြီးကများတယ်ဆိုရင်ကာယအာနေနဲ့အဲ့ပြင်းတဲ့နေရာမှာဝင်ပြီးလောက်နိုင်လက်ဝေပေါ့လေဒါအပြင်ငွေချင်းလေးတွေတက်နိုင်လို့လက်သားလေးတွေပါလေထုတ်လို့လူနိုင်တယ်ဆိုရင်တော့ခုလမ်းပြင်းတဲ့နေရာမှာလမ်းခင်းတဲ့နေရာမှာကိုကတောက်ကြသားသမီးအနေနဲ့တဲလေးတွေတက်နိုင်ရင် တဲ့လေးလမ်းခင်းပြီပေါ့ဥပမာတင်ဆောင်တဲ့နေရာမှာအောက်သားကြောက်လေးလူတယ်ဗျာအဲ့တော့ကိုကအသေးလေးဒစည်းသာတက်နိုင်ရင်တက်ဒစည်းသာပေါ့ဒစင်းသာတက်နိုင်ရင်ဒစင်းသာပေါ့ဒါမျိုးလေးတွေထက်ပြီးလူဝေးမှဆိုရင်တော့ဒီတစ်နှစ်စာပတ်လုံးတို့ကအမရောင်ကောင်းတဲ့ရည်ရကောင်းကြီးဖြစ်လာပါလိမ့်မယ်တောက်ကြသားသမီးအားလုံးအဲကျုံ့ရမယ့်ဘေးဥပအနေနဲ့အပေါင်းအနေကင်းဝေးပြီးတော့မိသားစုတွေချစ်တဲ့သူတွေနဲ့အဆုံစီးပြီးတော့ပြပရှင်ရှင် အေးအေးချမ်းချမ်းနေနိုင်ကြပါစေသာသနာပြုနိုင်ကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းရင်ကျွန်တော်ရဲ့ဟောဆရာလေးကိုဒီနောက်မှာပဲနှိကုံချုပ်ပါတယ်ကနော်